ောက်ခဲ့ပြီလားဟုတ်ဟုတ်ဟုတ်လားမင်းပေးကြည့်ကြတယ်နော်ဟုတ်တယ်တိုက်တယ်နော်မင်းများထည့်စားတော့ဘွာအကုန်ထည့်ပြီလားဟုတ်ပါလေအကုန်ထည့်ပြီလားအကုန်ထည့်ပြီလားအခုလေဖေးဆိုဖေးတော့မတင်တာအကုန်ထည့်ပြီလိုက်ဆိုတဲ့ဟာလေးကိုပုံသဘောကျတယ်နော်ဒီတော့နောက်တရားနောက်ပြီးတော့အဲ့ကားအမတို့ချိန်ပြီးပါလိမ့်မယ်ဥပဒေမှာသူတို့အဲမိမခိုးပေးတဲ့ဟာလေးအဲ့ဒါလေးတော်တော်လေးဆွေးလာပါလေပါရဟုတ်ပါသူမခိုးပေးဆိုဒီမှာခိုးရပြီဘွာဟာဟုတ်တယ်ဟုတ်တယ်မဟုတ်ဘူးခေတော်တော်လုံးနေနေတော့ပတ်စားမမေးကျွန်တော်ဆိုလို့ချင်းအဲ့လိုကြီးကြီးတယ် ပြီးတော့ဒီကရိုက်တဲ့အချိန်နဲ့ဟိုရှိုးပွဲတစ်ခုနဲ့တိုက်တယ်ရှိုးပွဲတစ်ခုပြတ်တယ်အဲ့လိုမျိုးပေါ့အဲရှိုးပွဲတစ်ခုတောင်းဆိုလိုက်ရအောင်ဒီကရိုက်တယ်ပြီးရင်အဲ့မှာနေပြီးတော့မှနေနေနဲ့ရှိုးပွဲတစ်ပွဲရှိတယ်အဲ့တစ်ပွဲလည်းပြတ်အဲ့လိုမျိုးပေါ့နော်ဒီကတော့ဒီဟာဒီလိုလေးလှုပ်ဖို့ဒီတချင်းလေးတွေရွေးထားတာကတော့ဒါဥက္ကလန်ရဲ့ idea ပေါ့နော်ဟုတ်ပါစကားပြောရင်လူလိုပြောกว่าဟုတ် ျွန်တော်လူလူပဲပြောနေတာပဲ။မပြောနေတာဗမာလူပြောလို့ပြောနေတာ။အဲရေကုန်နေပါလေအခုဒီဒီအဲ့ဒီနဲ့ဒူဒူကြည့်ရမယ်ဆိုတော့ဘယ်လိုအတန်နဲ့ကြားရမလဲ။ဘာသာတွေကြားရမလဲ။ဘာတွေဟောပါလဲ။တို့ချင်းမှုဆိုင်သွားပြီးတော့ဘီးပဲချလိုက်တော့။မြင်လို့ဘာဘီးတော့မလုပ်ပါနဲ့။ဒီမှာပတ်စံ6000တောင်ရှိတာပဲ။နောက်တစ်ခါလေးရှူလေးပါလေတောက်။ဟမ်ဦးစိုးရဆိုင်ကရိုက်တာတော့အော်ဇီအောင်မောင်းတဲ့အတိုင်းပဲညီကို၃ယောက်ကရိုက်တာပေါ့နော်အဓိကကတော့ဦးခင်လိုင်ကဒီမောင်းဝဲဆိုတဲ့ငွေမောင်းဆိုတဲ့တရားကို ျွန်တော်တတိတရားနဲ့လမ်းခေါ်ပြီးတော့ဒီနေရာလေးအဲရိုက်မလားပါညာဆိုတော့လည်းရိုက်ဖြစ်တာပါဟုတ်ကဲ့တော်တော်ညီမခမရပြောသလိုကြွားမလားဟာစေတနာနဲ့ပြောနေတာခမရကိုစကားလူလိုပြောနေတာနော်အဲ live live ပတ်တယ်ဟိုပါပေါ့နော်နောက်ကိုပြောလိုက်ရမောင်းခွဲရဒီမှာညီကိုငယ်ဆုံးဆိုတော့လေသူ character နောက်ကိုပြောလိုက်ရှေ့မှာတရုတ်ဆောင်တဲ့ character တွေလည်းမဟုတ်တော့လေဒီကားလေးမှာသူကောင်းဆုံးတရုတ်ဆောင်တာတွေ့ရပါတယ်ကျိုးနာထားတာတွေ့ရပါတယ်ကျင်းရနှက်ထားတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်လား မင်းပဲကြီးကြိုက်တယ်ထင်လဲအော်ကြိုက်တိုက်တယ်ခင်ဗျာမင်းများထည့်စားလာမှာဝါအကုန်ထည့်ပြီအကုန်ထည့်ပြီလိုက်အကုန်ထည့်ပြီလိုက်ခုလေပင်းစဖေးတော့မတင်တာအကုန်ထည့်ပြီလိုက်ဆိုတဲ့ဟာလေးကိုပုံသဘောကျတယ်နော်ဒီတို့နောက်တည်းရနောက်ပြီးတော့အဲ့ကာအမတို့ချီတီးပါလိမ့်မယ် open day မှာသူတို့အဲမိမခိုးပေးတဲ့ဟာလေးအဲ့ဒါလေးတော်တော်လေးချွေလာပါလေပါကြီးရအဲခံစားချက်ကတော့ဒီဟိုဟာဘောနီကိုရီနဲ့မောင်နှမရဲ့တန်ရောစဉ်မြစ်တာအာအဓိကအဲ့ချစ်တဲ့စိတ်လေးကိုလည်းဟုတ်အဲ့လိုလေးပဲအားလုံးကလည်းဝိုင်းပြီးတော့ပြောပြပြီးတင်ပြပါတယ်ဟုတ် အဓိကတော့ဒီဟာဒီလိုလေးလုပ်ဖို့ဒီတချင်းလေးတွေရွေးထားတာကတော့ဒါဥက္ကလန်ရဲ့ idea ပေါ့နော်ဟုတ်ပါအကျွန်တော်ဥက္ကလန်အကောင်းဆုံးတိစက်တာအဲ့နေရာလေးကတကယ်လေးချစ်ဖို့ကောင်းတယ်ဒါ trailer မှာဆိုတာဇလန်းကိုကြည့်တဲ့အချိန်မှာဒါ trailer ကြီးပဲဖြတ်ပြတဲ့အချိန်မှာတော့ တော်ဒါတော်တော်ကြည်နိုးဖို့ကောင်းတယ်တကယ်ဇလန်းထဲမှာတောင်လျှောက်ကြည့်နေလို့ရှိရင်အဲ့နေရာကြီးတော်တော်ကြည်နိုးဖို့ကောင်းပါတယ်ဟုတ်ကဲ့အရန်ကိုတံမိုးထားရတဲ့ရဲနာကျုပ်တို့ရဲ့ဘွားငါတို့ညီမလေးပုံမဲ့ဈေးအောင်ရှမ်းပေါ့အဲတွင်တူတယ်ပေါ့နော်အဲ့လိုတွင်တူတယ်ဒေါသထွက်တယ်အဲ့လိုမျိုးပဲပေါ့ဟုတ်အဲ့တော့ကျွန်တော်အငယ်ဆုံး character ဆိုတော့အငယ်ဆုံးဆိုရယ်မှုလေးကိုလည်းတွင်တာတော့ ပဲသူညမလေးလိုပဲမရအောင်ပြောနေတာသူကချက်တယ်ဝါသူညမလေးကိုလည်းသူညမလေးလိုပဲအမြဲတမ်းစိတ်ပူတယ်သူဆိုလည်းသူကိုယ်တိုင်လိုမျိုးပေါ့နော်စူတယ်အဲ့လိုလေးညမလေးကသူညမလိုပဲသဘောထားရဲ့နေ့ကျမှအပြင်းကာရီတာလိုပါပဲအပြင်းကာရီတာလိုပါပဲအဓိကတင်တာတို့ဝါသူညမတင်တာတို့လိုမျိုးမှုပဲပေါ့နော်နောက်တော့ဘောကလည်းဘာပဲပြောကိုညမတယောက်လိုပဲဆိုတော့ဘောဆင်ပြပါလေအပြင်မှာလည်းဟိုရင်းနှီးမှုခင်တာညီမလိုပဲဖြစ်နေပါဟုတ်အဲ့တော့ ါမလဲအဲစိတ်တယ်လို့လည်းမဟုတ်ပါဘူးကျွန်တော်လည်းအများကြီးရိုက်တာတော့မရှိပါဘူးဒါပေမဲ့အဲ့လိုပဲပေါ့ဒီကုန်းနဲ့အဆင်ပြေမယ်တင်တဲ့ဟာလေးတွေအခုလာပြောလို့ရှိရင်တော့ရိုက်ဖြစ်ပါတယ်ဟုတ်ကျွန်တော်အဲ series တစ်ခုလည်းရိုက်ထားတယ်အဲ series လည်းဒီလိုပုံစံမဟုတ်ဘူးနောက်ထပ်ပုံစံတစ်ခုပေါ့ဟုတ်ဩအဲ့ဒါခင်ဗျားတို့သုံးရတဲ့ calligraphy ပုံဟာ calligraphy calligraphy အဲကျွန်တော်လည်းအကောင်းဆုံးတော့တက်နိုင်သလောက်ကြိုးစားထားပါတယ်အဲမျောလင်းတာမျောလင်းတာဒါပြိတ္တ အဆုံးဖြတ်ပြီးတော့ပြည်သက်ဘာသာတွေပြောကြမလဲဘာစကားတွေကြားရမလဲဆိုတော့ကျွန်တော်လည်းမျှော်လင့်နေပါတယ်။ကျွန်တော်တို့အိုက်ကဒီနေ့ပြီးတော့တကုံးမှာတကုံးဘက်ကရွာမှာသွားရိုက်တော့အဲသူကတော့ချောက်လိုက်လာပြီးရယ်လိုက်လာပြီးရယ်တော့ကျွန်တော်တို့လည်းအားရှိရယ်ဒါပေမဲ့ဒီကအမတ်တရားတွေအများကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအဲတကုံးတိုင်ရွာပေါ့နော်တိုင်တကုံးလားတကုံးတိုင်တကုံးတိုင်တကုံးတိုင်ရွာမှာဆိုလို့ရှိရင် အဲကျွန်တော်တို့အဲ့မှာရိုက်ကြတယ်ရိုက်ကြတဲ့အချိန်မှာကျွန်တော်ရေကြီးတယ်ရေကြီးတော့ကျွန်တော်တို့အဲ့မှာအဲ့လိုတောင်နေတယ်ပြီးရင်ကျွန်တော်တို့ကနေပြည်တော်မှာနေတယ်ကယ်ဆယ်ရေးကျွန်တော်တို့အလူတွေလည်းအများကြီးအဲကျွန်တော်တို့ကိုယ်တိုင်လည်းဒုက္ခရောက်တယ် အဲ့မဲ့လူတွေလည်းကျွန်တော်တို့အများကြီးလုပ်ဖြစ်တယ်အိုင်နာပဝင်းကျင်ရဲ့လူတွေဘုန်းကြီးကျောင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဇက်ဝင်ခန်းတွေထဲမှာတော့ပါသေးတယ်ဒီအကုန်လုံးဟိုအဲ့လိုမျိုးပေါ့လူလာတန်းတာတွေရောပြီးရင်ဒီအဲ့ဒုက္ခရောက်လို့ဘုန်းကြီးကျောင်းမှာပြောင်းလာတဲ့လူတွေရောအဲ့လိုမျိုးတွေပေါ့ပါတယ်လုံးဝအဓိကလုံးဝအမှတ်တရကျွန်တော်ဆိုလို့ချင်းအဲ့လိုကြီးကြီးတယ် ီးတော့ဒီကရိုက်တဲ့အချိန်နဲ့ဟိုရှိုးဘဲတစ်ခုနဲ့တိုက်တယ်ရှိုးဘဲတစ်ခုပြတ်တယ်အဲ့လိုမျိုးပေါ့အဲရှိုးဘဲတစ်ခုသွားမဆိုလိုက်ရဘူးဒီကရိုက်တယ်ပြီးရင်အဲ့မှာနေပြီးတော့မှနေနေနဲ့ရှိုးဘဲတစ်ဝဲရှိတယ်အဲ့တစ်ဝဲလည်းပြတ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအမတ်တရတွေအများကြီးပဲအမတ်တရအများကြီးပဲအမတ်တရပဲအဲရေကြီးတာတော့လုံးဝအမတ်တရကျွန်တော်တို့ကနေပြည်တော်မှာအိတ်တယ်ပြီးရင်တက်ကုန်းကိုလာတနေ့ကိုတနေ့ခွဲလောက် ကားမောင်းပြီးသွားရတယ်ပြီးရင်ပြန်သွားရတယ်အဲတက္ကသိုလ်မှာအိတ်တဲ့ချိန်လဲအိတ်တယ်လို့ပြောတော့ခက်ခဲရအများကြီးပေါ့ပေါ့သွားလာတာလမ်းကြီးအဆင်မပြေတာတွေပြီးရင်ဒါပေမဲ့ကျွန်တော်တို့ကန်ကောင်းကျင်တော့ကျွန်တော်တို့ရက်ကူးရေးလုပ်နေတဲ့ရွာလေးကအရင်အချိန်ကြီးမဆိုးဒါပေမဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးမျိုးပေါ်မှာတော့တော်တော်အချိန်ကြီးဆိုးတယ် အဲကျွန်တော်တို့ကတော့ဒီသွားတာလာတာတွေကတော့အခက်အခဲအများကြီးဖြစ်တာပေါ့ဟုတ်ကဲ့အကယ်ဒမီကတော့မမှန်ပါဘူးအဲ့ဒါဝေးပါဘာဆိုတော့အနုပညာရှင်တိုင်းကအနုပညာအလုပ်ကိုလုပ်နေရတယ်အကုန်လုံးကလေပျော်နေကြတာပဲဖြစ်ဆက်ပြီးတော့လည်းရရင်ရတဲ့လောက်အနုပညာအလုပ်တွေကိုလည်းလုပ်ချင်ပါသေးတယ်အကုန်လုံးကစူးစမ်းနေရတယ်အဲဟုတ်ဒီအောင်ကြောင်မောယူတင်စကားကြီးမှာကျွန်တော်တို့ညီမို့၃ရောက်လုံးဝကုတင်တော့တော့တော့ဖြစ်လိုက်တော့အားလုံးအများကြီးကျေးဇူးတင်ကြပါတယ်ဒီအောင်ကြောင်မောတင်မှုလို့အားလုံးကျေးဇူးကြကျေးဇူးထားကြပါတယ် အဲ့တော့အားလုံးနာရောက်ကြည့်ရှုပေးဖိတ်ပါကြပါစေ။ဒီမှာရင်းကြိုင်းဒီမှာရင်း